အလုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးနေတဲ့အကြောင်းအရာလေးကစိတ်စော်မှုကိုဖြစ်စေတဲ့ theory တွေအကြောင်းပါ။အဲ့ဒီမှာဆိုရင်ပြီးခဲ့တဲ့နေ့ကကျွန်တော်မတ်လိုရဲ့လူရင်းငါးစင်ကိုဆွေးနွေးခဲ့တယ်။အဲ့ဒီလူမျိုးလူရင်းတွေရှိနေလို့စိတ်စော်မှုတွေဖြစ်ပေါ်လာတယ်ဆိုတဲ့မတ်လိုရဲ့ theory လေးနဲ့ motivation နဲ့ချိန်ပြီးတော့ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခုနောက်တစ်မျိုးကနောက်တစ်ခုကကြတော့ Haspa ရဲ့ theory Haspa ရဲ့ two factor theory မှာစေစော်မှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေဘယ်လိုအကြောင်းရင်းတွေကစေစော်မှုတွေဖြစ်စေတယ်နောက်တစ်ခါ hygiene ဖြစ်ဖို့လည်းလိုတယ်ဒီအရာတကယ်ကိုကျမ်းမာတဲ့အခြေအနေမျိုးတွေအကြောင်းအရာတွေဖြစ်ဖို့လိုတယ်။မိရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အခြေအနေမျိုးတွေဖြစ်ဖို့လိုတယ်ဆိုတော့ two factor theory လေးကိုလည်းဆွေးနွေးပေးခဲ့ပါတယ်။ အဲ့လိုပါပဲယနေ့မှလည်းပဲကျမကနေပြီးတော့ဒီ mask လို့နဲ့ hygiene ကိုချိန်ပြီးတော့ကျမဆွေးနွေးပေးမှာပါအဲ့တော့ကျမတို့ဒီမှာဆိုလို့ရှိရင်ဒီ dissatisfaction နဲ့ demotivation သူမှတကယ်ကိုပဲပေါ့နော်ဒီလိုမျိုးဟိုခြေနေကဟို dissatisfaction သူမှ ကျင်းနဲ့မကျင်းနဲ့မပြောမရှင်မှုဖြစ်နေတဲ့အခြေအနေမျိုးတွေရှိနေနိုင်ပါတယ်အခြေအနေတိုင်းမှာဟိုလူတွေလူသားတွေကလေးတွေလူငယ်တွေဟာအခြေအနေမျိုးမျိုးနဲ့တွေ့ကြုံပြီးနေရတာဖြစ်တဲ့အတွက်တခါတလေကြားလို့ရှိရင်တကယ်ကိုအဆင်မပြေနိုင်တဲ့အခြေအနေတွေမှာရှိနေနိုင်ပါတယ်ဒီကစိတ်စော်မှုတွေကလည်းအင်မတန်ကိုအားနည်းနေတဲ့အခြေအနေမှာရှိနေနိုင်တယ်။အဲ့ဒီအခြေအနေကနေပြီးတော့ဘလို့အခြေအနေမျိုးရှိုံဆိုရင် not satisfied and not motivated satisfaction မရှိတော့ဘူးသူ့မှာဟဲဟိုလုံးစိတ်ဆော်မှုမရှိတာလည်းမဟုတ်အစင်မပြေတာလည်းမဟုတ်အစင်ပြေတာလည်းမဟုတ်ဘူးစိတ်ဆော်မှုမရှိတာလည်းမဟုတ်ရှိရလည်းမဟုတ်ဘူးပေါ့နော်သူက zero state ဖြစ်နေတယ် neutral အခြေအနေမျိုးနဲ့ဖြစ်နေပါတယ် ဒီအခြေအနေတွေရက်နေမှာမဟုတ်ပါဘူး dissatisfaction တွေ demotivation တွေနေရက်နေမှာမဟုတ်ဘူး not satisfied i may not motivated တွေရက်နေမှာမဟုတ်ဘူးသူတပြေးပြေးနဲ့ဒါတွေကိုပတ်ဝန်းကျင်မှာရှိတဲ့လူကြီးမိသားစုတွေအုပ်ထိန်းသူတွေတာဝန်ရှိတဲ့သူတွေကနေပြီးတော့ ပံ့ပိုးကူညီမှုတွေဒါသူတို့ကိုဆောင်ရွက်မှုတွေလှုပ်ဆောင်ပေးတဲ့အခါမှာ motivation တွေလှုပ်ဆောင်ပေးလို့ရှိရင်သူတို့မှာ positive satisfaction နဲ့ motivation တွေဖြစ်ပေါ်လာမှာပါအဲ့ဒါဆိုရင်ဒီကကျမတို့ဒီ theory လေးကိုလေ့လာခြင်းအဖြစ်ဒီလိုအခြေအနေလေးတွေရှိနေတယ်ဒါမျိုးကို positive satisfaction နဲ့ motivation တွေဖြစ်အောင်ပံ့ပိုးပေးဖို့လိုတယ်၊ကူညီပေးဖို့လိုတယ်ဆိုတာလေးကိုဒီ theory ကိုလေ့လာခြင်းအဖြစ်သိရှိလာစေပါတယ်ရှင် အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ဆွေးနွေးခဲ့တဲ့ဒီ Maslow နဲ့ Hasbro ရဲ့ပေါ့နော်ဒီလိုအပ်တဲ့ပေါ့နော် motivator တွေဒါစေစော်မှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်းဆွေးနွေးပေးခဲ့တယ်။နောက်တစ်ခါ hygiene ဖြစ်စေတဲ့အကြောင်းရင်းတွေ hygiene factor တွေကိုလည်းဆွေးနွေးပေးခဲ့ပါတယ်။အဲ့တော့ကြတော့ဒီ ကျမတို့ကအစားအစာလေးနဲ့တော့ဥမာပေးခဲ့ပါတယ်စားလိုက်တဲ့အစားအစာတွေအစားအစာတွေအစားအစာတွေသူ့ကိုပေးတယ်ပေးတယ်ဒီအစားအစာတွေကလည်း hygiene ဖြစ်ဖို့လိုအပ်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုအပ်တယ်အဲ့လိုပဲ motivation တွေပေးတယ်ပေးလိုက်တဲ့ motivation တွေဟာ hygiene ဖြစ်ဖို့လိုပါတယ်ဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒါလေးကတော့ကျမတို့ဒါအဲဒီ mask လို့နဲ့ hard spray ရဲ့ theory နှစ်ခုကိုချိန်ပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင် ။နောက် theory တစ်ခုကိုသွားခွင့်ပြုပါရှင်။နောက် theory တစ်ခုကကြတော့ကျမတို့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီဆွေးနွေးပေးပါမယ်လို့ကျမဆွေးနွေးထားတဲ့ ERG theory Ada Fra ကနေပြီးတော့ပေါ်ထုတ်ခဲ့တယ်ပေါ့နော် ERG theory လေးပါ။ဒီ ERG theory ကိုကျမတို့ဒီကဒီ Maslow ရဲ့ hierarchy of needs ဆိုတဲ့ theory နဲ့ပေါ့နော်ချိတ်ဆက်လိုက်တာပါ။အဲ့ဒီမှာဆိုရင် existence ရှိမယ်ဖြစ်တည်မှုတွေရှိမယ် related နဲ့ဆက်သွယ်မှုတွေရှိမယ် grow ဆိုရဲเนาะဖွံ့ဖြိုးတိုးတက်မှုကြီးထွားမှုတွေရှိမယ်ပေါ့เนาะဒီမှာဆိုရင် ဖြစ်တည်မှုမှာဆိုရင်ဘာတွေဖြစ်တည်ဖို့လိုအပ်တော့ ਈ အနေနဲ့ဆိုရင်ကျမတို့ဒါဇီဝကမ္မတို့အနေနဲ့ဒါတကယ်ကိုပေါ့เนาะလုံုံစိတ်ချတဲ့အခြေအနေတွေပေါ့เนาะဒီလိုမျိုးတွေရှိနေရမယ်အဲ့ရနေပြီးတော့ပေါ့နော် relatedness ဆိုလို့ရှိရင်ကျမတို့ဆက်သွယ်မှုအနေနဲ့ဆိုရင်လူမှုရေးလိုရင်း ဲ့ဒီကနော်လူမှု social need တွေပေါ့နော်နောက်တစ်ခါ self esteem နေရှိဖို့လိုတယ် growth နေနဲ့ဆိုလို့ရှိရင် self esteem နဲ့ self actualization ဆိုတာရှိဖို့လိုတယ်ပေါ့နော်ဒီက ERG theory လေးကိုပေါ်ထုတ်ခဲ့တဲ့ပညာရှင်ကြီးကကြတော့ American psychologist ပညာရှင်ကြီး Clayton Adafra ပါသူက1961ကနေ1998ခုနှစ်အတွင်းမှာ ဒါအဓိက theory ကိုဖော်ထုတ်ခဲ့တဲ့ဒုတိယပေါ့နော်အဲ့ဒီမှာဆိုရင်ဒီကအဓိကလိုအပ်ချက်အုပ်စုကြီး၃ခုရှိတယ်ဒီကျမတို့ဒီဖြစ်တည်မှုတွေရှိမယ်ဆက်နွယ်မှုတွေရှိမယ်ကြီးထွားတိုးတက်ဖွံ့ဖြိုးမှုတွေရှိမယ်အဲ့ဒါကိုအဓိက Adabra ဆိုတဲ့ psychologist ပညာရှင်ကြီးကဖော်ထုတ်ခဲ့တာပါ E ဆိုတာ existent ဖြစ်တည်မှုအဲအားကြတော့ relatedness ဆက်သွယ်မှု G ကကြတော့ growth တိုးတက်မှု ဒီအဓိကလိုအပ်ချက်၃စုကိုဒီကဒီပညာရှင်ကြီးကနေပြီးတော့ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီဖော်ထုတ်ထားတဲ့သူဖော်ထုတ်ထားတဲ့အချက်ကလေးကိုကျမတို့ Maslow ရဲ့ theory နဲ့လိုရင်း၅စင်းနဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့ကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ကျမတို့ဒီဟာဆိုရင် ERG theory လေးရဲ့သူတို့ရဲ့ E ရဲ့အဓိပ္ပာယ်တွေ E ဆိုတာ existent ဖြစ်တည်မှု R ဆိုတာ relatedness ဆက်နွယ်မှု gr grow တိုးတက်မှုဆိုတဲ့အကြောင်းအရာလေးတွေကိုသိရှိသွားပြီးဆက်လက်ပြီးတော့ဒါလေးတွေကိုအကျဉ်းဆက်ပြီးဆွေးနွေးခွင့်ပြုပါရှင်။အဲ့မှာဆိုရင်ကျမတို့ဒီပေါ့နော် e ဆိုတဲ့ assistant ဖြစ်တည်မှုမှာအခြေခံလိုအပ်ချက်တွေနဲ့သက်ဆိုင်တဲ့အခြေခံလိုအပ်ချက်စာဝင့်နေရေးပေါ့နော်ဒီစာဝင့်နေရေးအတွက် လိုအပ်တာတွေရှိနေတာဖြစ်တဲ့အတွက် motivation တွေဖြစ်ပေါ်လာပြီးတော့ရုန်းကန်လှုပ်ရှားနေကြရတယ်။သမုတ်တရားဝမ်းတထွားလို့တောင်ပြောကြတာ哦။ဒါတွေကလည်းလိုအပ်နေရာတွေပါပဲ။ဒါလူကြီးအခြေခံလိုအပ်ချက်တွေပါ။ assistant နေ assistant နေပါ။ဒီကဖြစ်တည်မှုအတွက်အခြေခံလိုအပ်ချက်တွေရှိမယ်။လူတယောက်ယက်တည်နေနိုင်မှုအတွက် ခြေခံလိုအပ်ချက်တွေစာဝင့်နေရေးတွေရှိမယ်။အဲစာဝင့်နေရေးတွေရုန်းကန်လှုပ်ရှားလှုပ်ဆောင်နေကြရတယ်။ဒီစာဝင့်နေရေးတွေအတွက်ကလည်း motivation တွေဖြစ်ပေါ်လာစေပါတယ်။အားကြတော့ related နဲ့ဆက်သွယ်မှုတွေမိမိရဲ့တာသမီတွေဒါထမေးဝဝစားဖို့မိမိရဲ့ဆွေမျိုးသားချင်းတွေကိုအကူအညီပေးနိုင်မှု မိမိရဲ့ပတ်ဝန်းကျင်ကိုအထောက်အပံ့ပေးနိုင်မှုမိမိရဲ့အဖွဲ့အစည်းအတွက်ပို့မိမိရဲ့အဖွဲ့အစည်းတိုးတက်ဖို့ပေါ့နော်စသည်စသည်စသည်ဒီဆက်နွယ်မှုတွေနဲ့ပေါ့နော်ဒါဟာဟိုဆောင်ရွက်နေကြရတယ်ဒီလှုပ်ဆောင်နေကြရတယ်အဲ့ဒီလိုမျိုးလှုပ်ဆောင်နေကြရတယ်မိမိရဲ့ဒါပေါ့နော်ပတ်ဝန်းကျင်ကနေပြီးတော့မိမိရဲ့နိုင်ငံအထိပေါ့နော်ဒါမျိုးတွေနဲ့ဆက်နွယ်ပြီးတော့ဒီဆက်နွယ်မှုတွေကလည်းဘာဖြစ်လာစေလို့ဆိုရင် motivation တွေကိုဖြစ်ပေါ်လာစေပါတယ် အဲဒါဒီကမိမိရဲ့သားသမီးလေးအတွက်မိမိရဲ့မိအရမိသားစုတွေအတွက်ဒီလိုလှုပ်ဆောင်ရမယ်အဲဒီလိုလှုပ်ဆောင်နိုင်မှုအတွက်သူတို့တွေရဲ့ motivation တွေအားပေးမှုတွေပေါ့နော်ဒါတွေကလည်းဒီ ERG theory တွေမှာဒါပါဝင်နေတဲ့ data ထားတဲ့ဒီပညာရှင်ကြီး Elder Fra ၄လထားတဲ့အချက်တွေဖြစ်ပါတယ်ကြီးဆိုလို့ရှိရင် grow တိုးတက်မှုမိမိရဲ့တကူကြီးတိုးတက်မှုရှိမယ်မိမိရဲ့မိသားစုတိုးတက်မှုအတွက်ရှိမယ်မိမိရဲ့အဖွဲ့အစည်းမိမိရဲ့နိုင်ငံ စသည်ဖြင့်ပေါ့နော်အစီအစဉ်ဒီလိုမျိုးပြမျိုးတိုးတက်မှုတွေတိုးတက်စေခြင်းလို့တိုးတက်ပြောင်းလဲစေခြင်းလို့ဒီလိုပြုမှုတွေဒီလိုလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ကြရတယ်။အဲဒါကလည်း motivation ကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေပါ။ဒါဆိုရင် motivation ကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာ ERG theory ကို ဖော်ထုတ်ခဲ့တယ်။ Etafra ဆိုတဲ့ပုဂ္ဂိုလ်ကြီးကနေပြီးတော့ ERG theory ကိုဖော်ထုတ်ခဲ့တယ်။ E ဆိုတာ A သူက existent ဖြစ်တည်မှု အားကြတော့ related next ဒါဆက်သွယ်မှုနောက်ကဒီ G ကကြတော့ growth ဖွံ့ဖြိုးတိုးတက်မှုဆိုပြီးတော့ဒီက ERG theory ကိုဖော်ထုတ်ခဲ့တာပါအဲ့ဒီမှာဆိုရင်လိုအပ်ချက်တစ်ခုထက်ပိုပြီးတော့တစ်ချိန်ထဲမှာဖြစ်နေနိုင်တယ်တဲ့လိုအပ်ချက်တစ်ခုတည်းပိုပြီးတော့တစ်ချိန်ထဲမှာဖြစ်နေနိုင်တယ်ဟုတ်တယ်လေကျမတို့ဟိုပြောကြရတယ်ပေါ့နော်တာဝန်သိတဲ့သူတွေကတာဝန်တွေပိုများပြီးတော့ပိုပြီးတော့အလုပ်တွေလုပ်နေရတယ်ပိုပြီးတော့ပင်မနေကြရတယ်ခုလည်းပဲ ကျမဆွေးနွေးချက်ကလေးတွေကိုလိုက်ပါကြည့်ရှုနေတဲ့သူတွေကလည်းပဲဒီလိုမျိုးအကြောင်းအရာလေးတွေကိုလေ့လာပြီးတော့မိမိရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ကလေးတွေပေါ့နော်အထူးသဖြင့်ဒါလေးတွေကိုဒီက theory နဲ့ချိတ်ဆက်ပြီးတော့လက်တွေ့လှုပ်ဆောင်တဲ့အခါမှာပုံမှန်ကောင်းမွန်တဲ့အခြေအနေတွေရရှိလာအောင်အကြောင်းအရာတွေဖြစ်ပေါ်လာအောင်ဆိုပြီးတော့ကျမရဲ့ဆွေးနွေးချက်ကလေးတွေကိုပါဝင်နားဆောင်နားထောင်ပေးနေတဲ့သူတွေပါဒါဆိုရင်တို့တို့မှလည်းပဲလိုအပ်ချက်တစ်ခုတည်းပို့ပြီးတော့တစ်ချိန်တည်းမှာ လုံဆောင်နေရတဲ့သူတွေဖြစ်မှာပါတကယ်ကိုတာဝန်သိတဲ့သူတွေပေါ့နော်ဒါတာဝန်သိတဲ့သူတွေကပို့ပြီးတော့တာဝန်နေပို့များတယ်ပို့ပြီးတော့ပြင်မညတယ်တဲ့ဒါကလည်းဒါကြောင့်လိုအပ်ချက်တစ်ခုထက်ပို့ပြီးတော့တစ်ချိန်ထဲမှာဖြစ်နေနိုင်ပါတယ်ဆိုတာလေးကိုကျမကနမူနာလေးနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်အစစ်မြစ်လိုအပ်ချက်တွေကမပြည့်မီဘူးဆိုရင်တဲ့အစစ်နိုင်လိုအပ်ချက်တွေကပို့များလာပါမယ်တဲ့ကဲဒါလေးကိုကျမတို့စဉ်းစားဆွေးနွေးကြည့်ကြဟောဒါဆိုရင် အစင်းမြင့်လိုအပ်ချက်တွေကမပြည့်မီဘူးဆိုစိတ်နှိမ်လိုအပ်ချက်တွေပိုများလာမယ်တဲ့ဒါဆိုရင် လူတော်တော်များများကဒီထမင်းသမုတ်တရားဝန်တထွားအတွက်စားဖို့အတွက်အလုံးလုံးနေကြရတယ်ဒါအစင်းနှိမ်လိုအပ်ချက်ပေါ့နော်ဒါဆိုရင်ဒီကထမင်းစားရရင်ပြီးတာပဲဆိုတဲ့အတွေးလေးတွေနဲ့လှောက်ဆောင်နေကြရတယ်အဲအဲ့လိုဆိုလို့ရှိရင်ဒီကအစစ်နိုင်နေမှာတင်မဲ့လဲပတ်နေမယ်ဆိုရင်အစစ်မြင့်လိုအပ်ချက်တွေကများလာမှာပါတို့တွေစားဝတ် နေရအတွက်ပဲလဲပတ်နေရတာကျန်တာတွေဘာကြီးပဲဖြစ်နေဖြစ်နေဒုစားဝင်နေရအဓိကသမင်းစားရဖို့အရေးကြီးတယ်ပေါ့ဒီလိုမျိုးလေးတွေပြောတတ်ကြတယ်ဒါဆိုရင် အစ်စ်နေနေမှာဒီမဲ့လဲပတ်နေမယ်ဆိုရင်အစ်စ်မြင့်လိုအပ်ချက်တွေကများလာမှာပါဟုတ်ဟုတ်ပြီကျမတို့အားကိုဆက်ပြီးတော့ပြန်စဉ်းစားကြည့်အောင်အပြန်အလှန်စဉ်းစားကြည့်အောင်ဒါဆိုရင်အစင်းမြင့်လိုအပ်ချက်တွေကပုံများလာမယ်ဆိုရင် အပြန်အလှန်အားဖြင့်အစင်းနှိတ်လိုအပ်ချက်တွေကလည်း များလာမှာပါအဲ့တော့ကြတော့ထမင်းစားရဖို့အတွက်စားဝတ်နေရေးအတွက်ပဲလှုပ်လှုပ်နေရတယ်အစစ်နှိမ်လေးထဲမှာတင်ရက်တီနေမယ်ဆိုရင်အစစ်မြင့်လိုအပ်ချက်တွေကများလာမယ်ဒါဆိုရင်ပြန်လာအပြင်အစစ်မြင့်လိုအပ်ချက်တွေများလာပြီဆိုရင်အစစ်နှိမ်လိုအပ်ချက်တွေကလည်းများလာမှာပါဆိုတာကိုကျမကဒါဆွေးနွေးပေးချင်ပါတယ်ဒီ EAG theory လေးကိုလေ့လာခြင်းအပြင် ဒီအကြောင်းအရဒီလိုမျိုးအတွေးလေးတွေကိုရရှိစေတယ်ဆိုတာကိုကျမကထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကျမတို့တွေပေါ့နော်အစစ်မြစ်လိုအပ်ချက်တွေမပြည့်မီဘူးဆိုရင် အစစ်နှိမ်လိုအပ်ချက်တွေပိုများလာမယ်။လူတွေကစားဖို့ပဲစားဖို့တခုလေးကိုပဲဦးတည်ပြီးတော့အစစ်နှိမ်လိုအပ်ချက်ထဲမှာလက်ပတ်နေမယ်ဆိုရင် အစစ်မြစ်လိုအပ်ချက်တွေကပိုပြီးတော့များလာမယ်။အဲ့ဆိုရင်အစစ်မြစ်လိုအပ်ချက်တွေများလာရင်အပြန်လာအဖြစ်အစစ်နှိမ်လိုအပ်ချက်တွေလည်း ရလာမှာပါဆိုတာလေးကိုဒီလေး theory ကိုလေ့လာခြင်းအပြင်သိရှိစေတယ်အဲ့တော့ကြတော့ကျမတို့တွေဒါလေးတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဟိုစစ်စစ်တွေးရင်ရေးရေးပေါ်ဆိုတဲ့လူလေးပေါ့နော်အဲ့တော့အာကျမတို့ဒီတွေဟာပေါ့နော်ဒီကကျမရဲ့ဆွေးနွေးချက်တွေကိုကြီးစုနေတဲ့သူတွေအားလုံးဟာအစ်စ်နိတ်ဒဲမာတင်တဲ့ ရက်တီမနေခြင်းလို့ဒါဒီလိုမျိုး theory တွေကိုလေ့လာတယ်ဒီလိုအကြောင်းအရာတွေကို လေ့လာပြီးတော့ဒါမလုပ်နေကြအောင်ဆိုလို့ရှိရင်သုံးသက်ပြီးတော့မိမိရဲ့လုပ်ငန်းတွေကိုပုံမအောင်မြင်အောင်ဆောင်ရွက်လို့တဲ့စာနာနေတဲ့ဒါလိုအပ်ချက်တခုတွေပို့ပြီးတော့တစ်ချိန်ထဲမှာအလုပ်တွေအများကြီးလုပ်နေရတဲ့တာဝန်သိတဲ့သူတွေဖြစ်တဲ့အတွက်ဒီအကြောင်းအရာလေးတွေကိုလေ့လာခြင်းအဖြစ်ဒီလိုကျမရဲ့ဆွေးနွေးချက်ကလေးတွေကိုနားထောင်ခြင်းအဖြစ် ဒီ ERG theory လေးကိုဒါသုံးသပ်ခြင်းအပြင်ပေါ့နော်အတွေ့အကြုံတွေရရှိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကျမတို့တွေဟာဒီ Elder Fra ဆိုတဲ့ပုံကိုကြီးရဲ့လေ့လာဖို့ထုတ်ခဲ့တဲ့ ERG theory လေးကိုလေ့လာခြင်းအပြင်ပေါ့နော်လူတွေဟာစာဝတ်နေရေးအတွက်လှုံ့ဆော်ရတယ်ဒါလည်းဖြစ်တည်ပါတယ်ဖြစ်နိုင်ပါတယ်အဲ့လိုပဲမိမိရဲ့တာသမီမိမိရဲ့မိသားစုမိမိရဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေအတွက်လည်းဆက်သွယ်မှုတွေနဲ့ပေါ့နော် ဒါ related next ဆိုရဲအာဖြစ်ပေါ်နိုင်ပါတယ်နောက်တစ်ခါမိမိတိုးတက်ဖို့အတွက်မိမိရဲ့ပွဲကြီးတိုးတက်ဖို့အတွက်မိမိမိသားစုအတွက်မိမိရဲ့နိုင်ငံအတွက်ဒါမျိုးတွေအတွက်လည်းကြီးဆိုတဲ့ဒါတိုးတက်လို့တဲ့အတွက်ဒီစေစုံမှုတွေလှုပ်ဆောင်နေကြတယ်အဲ့လိုမျိုးလှုပ်ဆောင်ရင်းနဲ့လှုပ်ဆောင်မှုတွေဟာတာဝန်သိတဲ့သူတွေဟာတာဝန်တွေပိုးပြီးတော့များပြီးတော့ပြင်ပမှုတွေရှိနိုင်တယ်ဒါမျိုးတွေကလည်းလိုအပ်ချက်တွေကတခုတည်းမကရှိနေနိုင်တယ်ဆိုတာလေးကို ERG theory ကနေဖော်ထုတ်ထားတယ်နောက်အရေးကြီးဆုံးအချက်ကတော့ အစစ်မြင့်လိုအပ်ချက်တွေဒါမပြည့်မီလို့ရှိရင်အစစ်နှိမ်လိုအပ်ချက်တွေဟာပုံများလာမယ်အစစ်နှိမ်ထဲမှာရင်ရက်နေမယ်ဆိုလို့ရှိရင်အစစ်မြင့်လိုအပ်ချက်တွေကလည်းများနေမယ်အပြန်အလှန်အပြင်အစစ်နှိမ်လိုအပ်ချက်တွေပါပို့ပြီးတော့များလာနိုင်တယ်ဆိုတာလေးကိုကျွန်မဒီ ERG theory လေးကို လေ့လာဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ဒီနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်